ရသခင်ဂျေဇုတော်ချီးမွမ်းပါလေကျွန်တော်နှုတ်ကပတ်တော်အဖြစ်သူတို့ကဆင်ခြင်ခွန်အားယူဝရန်အတွက်46ခုမြောက်သောစာလံအပိုင်းနဲ့30။ငြိမ်ဝတ်လျက်နေကြလောငါကဖရာသခင် ဖြစ်သည်ဟုသိမှတ်ကြလော လူမျိုးတို့တွင်ငါသည်ပုံပွင့်မည်မြေကြီးပေါ်မှာပုံပွင့်မည်ကျွန်တော်ဒီနှုတ်ကပတ်တော်မှာဘာကိုဖော်ပြလဲဆိုရင်ငြိမ်ဝတ်လျက်နေပါလို့ဖရာကပြောတယ် ကျွန်တော်တို့တက်တာထဲမှာတစ်ခါတည်းမှာကျွန်တော်အဆွမ်းစားနဲ့မလုံနိုင်တဲ့အရာတွေရှိပါတယ်။အရာရာတိုင်းကိုသင်ကိုယ်ပိုင်အဆွမ်းစားနဲ့မလုံနိုင်ဘူးဆိုတာကိုသိမှတ်ဖို့ဖြစ်ပါတယ်။ဘုရားသခင်ကကျွန်တော်တို့ဘာပြောလဲဆိုရင်တော့ငြိမ်ငြိမ်လေးနေလိုက်ပါ။ငါကဘုရားသခင်ဖြစ်သည်ဟု သိမှတ်ပါလို့ဘုရားကပြောပါတယ်။အတိတ်ဘယ်ကတော့ဘုရားသခင်တတ်နိုင်တယ်ဆိုတာကိုသင်ကယုံကြည်စိတ်ချလိုက်ပါ။ဘုရားသခင်ကသင်ရဲ့ပြဿနာတွေကိုဖြေရှင်းပေးပါလိမ့်မယ်။ ဒါကြောင့်မို့ဖရာသခင်ပေါ်မှာယုံကြည်စိတ်ချပြီးတော့ဖရာသခင်ကအရာခတ်သိမ်းကိုတတ်နိုင်တယ်ဖရာသခင်ဖြစ်တယ်ဒါကြောင့်မို့သင်ကညင်ဝတ်စွာနဲ့หนีလိုက်ပါဖရာသခင်ကိုမျှော်လင့်လိုက်ပါဖရာသခင်အကောင်ဆုံးပြင်ဆင်ပေးမယ်ဆိုတော့ကိုယုံကြည်စိတ်ချပြီးတော့သင်ကညင်ဝတ်စွာနဲ့အသက်ရှင်တတ်ဖို့ဖြစ်ပါတယ်ကျွန်တော်ဘုရားတက်တာထဲမှာတစ်ခါတည်းရမှာကျွန်တော်ကကိုလှုပ်လိုက်မှ ကိုကြိုးစားမှ ကိုဖြည့်ရှင်းမှရမယ်လို့ထင်တတ်ပါတယ်တကယ်တော့အရာတိုင်းကိုကျွန်တော်တို့ရဲ့ကိုယ်ပိုင်ဆွမ်းဆားနဲ့ မဖြေရှင်းနိုင်ပါဘူး။ဘုရားသခင်ကလှုပ်ပေးမှဖြစ်တယ်။သင်္ဘတ်ပိုင်းကဘုရားလှုပ်ပေးမယ်ဆိုတော့ကို စိတ်ချပြီးတော့ဘုရားသခင်ကတတ်နိုင်တယ်ဘုရားရှင်ဖြစ်တယ်။မာစာမယ်ဘုရားရှင်ဖြစ်တယ်။ဘုရားသခင်လက်ထဲမှာအံ့နံပြီးတော့သင်ကငြိမ်ဝှက်စွာနဲ့နေတတ်ဖို့လိုအပ်ပါတယ်။ကျွန်တော်အင်မတန်မှနောက်ကြည့်နေတဲ့ရေအိုင်တိုင်းမှာ ရေနောက်တဲ့အရာကိုကြည်အောင်လို့ကြိုးစားပြီးလှုပ်လေလေပို့ပြီးတော့နောက်လေလေပဲ။အဲ့ဒီနောက်နေတဲ့ရေအိုင်တွေကရေကိုကြည်သွားပွေရန်အတွက်ငြိမ်ဝှက်စွာနဲ့စောင့်နေလိုက်ပါ အချိန်တစ်ခုရောက်ရင်အတိုင်းအတာတစ်ခုရောက်သွားရင်ရေကအလိုလို ကြီးသွားပါလိမ့်မယ်။စာတန်ကသင်ကိုမငြိမ်သက်အောင်စိုးရင်စိတ်တွေဖြစ်အောင်ပူပန်စိတ်တွေဖြစ်အောင်သင်ကိုနှောက်ယှက်ပါလိမ့်မယ်။တိုက်ခိုက်ပါလိမ့်မယ်။စာတန်ကသင်ကိုမငြိမ်မသက်လေလေကြိုက်လေပဲ။သင်ကငြိမ်သက်ခြင်းဆုံးရှုံးလေလေဖခင်ရဲ့ကောင်းကြီးမင်္ဂလာတွေဆုံးရှုံးလေလေပဲ။ဖះပေါ်မှာစိတ်မချတတ်တော့စိုးရင်စိတ်တွေနဲ့နေ့တိုင်းသင်္ကာဖြတ်တန်းနေမှာဖြစ်ပါလေ။ဒါကြောင့်မို့စာတန်ရဲ့ခိုးယူခြင်းကိုမခံပါနဲ့ ငြိမ့်သက်ခြင်းတွေကိုစာတန်ကတင့်စီကနေခိုးယူมาဖြစ်တယ်။ဘာအဖြစ်ခိုးယူမလဲ။တင့်ရဲ့အထဲထဲမှာစိုးရင်စိတ်တွေပူပန်စိတ်တွေမနှက်ဖြက်မှာဘလို့စားရမလဲ။အနာဂတ်မှာဘလို့အသက်ရှင်ရမလဲ။ဒီယောဂာကြီးတွေကနေငါလွတ်မြောက်ပါမလားဆိုတဲ့စိုးရင်စိတ်ပူပန်စိတ်တွေနဲ့တင့်ကိုတိုက်ခိုက်ပါလိမ့်မယ်။စာတန်ရဲ့တိုက်ခိုက်မှုကိုဖျားပေါ်မှာယုံကြည်စိတ်ချတတ်ခြင်းအပြင်တင့်ကအနိုင်ယူလိုက်ပါ။ငြိမ်ဝှက်စွာအသက်ရှင်လိုက်ပါ။ ဖယားသခင်ရခိုင်သိန်းကိုတတ်နိုင်တယ်ငါရဲ့ပြဿနာတွေကိုဖယားဖြေရှင်းပေးမယ်ဆိုပြီးတော့ဖယားလက်ထဲကိုအံ့နံပြီးတော့ငြိမ်ဝှက်စွာနဲ့စောင့်မျှော်လိုက်ပါဖယားသခင်အကောင်းဆုံးတင်အတွက်ပြင်ဆင်ပေးမှာဖြစ်ပါတယ်ကျွန်တော်ရာဇဝင်ကျုပ်ဒုတိယဆောင်အခန်းကြီး20ကိုကြည့်တဲ့အခါမှာမောဘရဲ့အာမုံရဲ့အေဒုံရဲ့ဒီအမျိုးအနွယ်၃ခုကပူးပေါင်းပြီးတော့ယောရှုဖတ်ကိုစစ်တိုက်ဖို့အတွက်စစ်ချီလာကြတယ်ယူရာရှင်ပင်ယောရှုဖတ်ကအင်မတန်မှကြောက်ပြီးတော့ ဘာလို့လို့လောက်အောင်မသိဘူးဒါကြောင့်မို့သူကအစာရှောင်ချိန်ကိုကြွေးကြော်ပြီးတော့ယူရပြီးတလျှောက်လုံးကိုကြင်ညာစေတယ်ယူရလူတွေကိုစုဝေးစေပြီးတော့ဗိမ္မာန်တော်မှာစုဝေးပြီးတော့ဖရာသခင်ကိုဆုတောင်းတယ်ယောရှုဘကဘလို့ဆုတောင်းလဲဆိုရင်တော့ဦးဖရာသခင်ဤအလုံးရင်းကြီးကိုကျွန်ုပ်တို့ကစီကြဖို့ဟာမတတ်နိုင်ပါဘူးကျွန်တော်တို့ခွန်အားနဲ့ကျွန်တော်ဘလို့မှမစီကြနိုင်တော့ဘူးဘလို့လောက်အောင်မလဲဆိုတာကိုလည်းမသိတော့ဘူးကိုတော်ကိုပဲ မျောကြည့်လျက်နေပါတယ်ဆိုပြီးတော့ယောရှုဘက်ကဘုရားသခင်ထံမှာသူ့ရဲ့အခက်အခဲပြဿနာတွေအားလုံးကိုပုံအပ်ပြီးတော့သူကဆုတောင်းခဲ့ပါတယ်အဲ့လိုဆုတောင်းတဲ့အခါမှာပရိသတ်ထဲကနေပြီးတော့လေဝိအမျိုးနွယ်ယဟာဇေလာဆိုတဲ့သူရဲ့အပေါ်ကိုထာဝရဘုရားရဲ့ဝိညာဉ်တော်တက်ရောက်ပြီးတဲ့အခါမှာအဲ့ဒီလူကဘာပြောလဲဆိုရင်တော့ဒီအလုံးရင်းကြီးကြောင့်မင်းတို့မကြောက်ကြနဲ့စိတ်မပြတ်ကြနဲ့စစ်မှုသည်သင်တို့တာမဟုတ်ဘူးဘုရားသခင်ရဲ့တာဖြစ်တယ် ဒီစစ်မှုကသင်တို့ရဲ့တာဝန်မဟုတ်ပါဘူးဖျားသခင်လုံမဲ့ဖျားသခင်တာဝန်ဖြစ်တယ်ဒါကြောင့်မို့မင်းတို့ကစစ်တိုက်เสียအကြောင်းမရှိဘူးဒါကြောင့်မို့မနှက်ပြန်နေမှာခြီသွားပါစစ်တိုက်เสียအကြောင်းမရှိဘူးလဲပြောသေးတယ်မနှက်ပြန်နေမှာဘာလို့ခြီသွားခိုင်းရတာလဲဘာကြောင့်လဲဆိုရင်တော့စစ်တိုက်เสียအကြောင်းမရှိသည်ဖြစ်၍တည်ကြည်စွာမတ်တည့်ရက်နေလေထာဝရဘုရားဤကေတင်တော်မူခြင်းကြီးစုကိုကြည့်ရှုကြလော့ မကြောက်ကြနဲ့စိတ်မပြတ်ကြနဲ့နတ်ဖြန်နေနိုင်ခြီသွားကြလောထာတော်ဘုရားသည်တင်တော်နဲ့အတူရှိတော်မူလိမ့်မည်လို့မွတ်ဆိုပါလေစွတ်တိုက်စရာအကြောင်းတော့မရှိပါဘူးဒါပေမဲ့အိမ်မှာပဲထိုင်နေဖို့တော့မဟုတ်ပါဘူးမနတ်ဖြန်နေမှာအဲ့ဒီစစ်ပွဲကိုမင်းတို့ခြီသွားပါစစ်ပွဲကိုသွားပြီးတော့တီကြီးစွာနဲ့မတ်တက်ရက်နေပြီးတော့သွားကြည့်ပါဘုရားသခင်လုံမဲ့ကယ်တင်ခြင်းကျေးဇူးကိုမင်းတို့မြင်ရမယ်မကြောက်နဲ့စိတ်မပြတ်နဲ့မနတ်ဖြန်နေမှာခြီသွားပါလို့ဖယားသခင်ကအဲ့ဒီယဟာဇေလအဖင် မိန့်တော်မူခဲ့ပါတယ်။ယောရှုဘကသူ့ရဲ့လူတွေနဲ့အနက်ဖြန်နေမှာခြိသွွားပြီးတော့စစ်ပွဲကိုရောက်တဲ့အခါမှာသူတို့သချင်းဆိုတယ်။အဲ့ဒီလိုချီးမွမ်းသချင်းဆဆိုတဲ့အခါမှာတဲ့အေဒုံအမျိုးကတစ်ဖက်အာမုံနဲ့မောဘအမျိုးကတစ်ဖက်သူတို့အဖွဲ့တွေအချင်းချင်းပြန်တိုက်တာတဲ့ဣသရေလလူမျိုးတွေဘာမှတိုက်စရာတော့မလိုပါဘူး။သူတို့တွေအချင်းချင်းတိုက်ခိုက်ပျက်စီးပြီးတော့မြေပေါ်မှာအလုံးအသေးကောင် ဖြစ်တဲ့အခါမှာသူတို့မှာဘာတွေကြံခဲ့လဲဆိုရင်တော့လက်ရအုပ်စာတွေကြံခဲ့တယ် အဲ့ဒီလက်ရဥစ္စာတွေကတဲ့အလွန်များလုံးတဲ့အတွက်ကြောင့်သူတို့သွားသိမ်းတာ၃ရက်တောင်သိမ်းယူရတယ်ဆိုအကြောင်းကိုတမန်ကျမ်းစာမှာတွေ့ရပါတယ်။ဤသူရလူမျိုးတွေကဓာတ်တစ်ချက်မခုတ်ရပါဘူး။မြားတစ်ချက်မပြည့်ရပါဘူး။သူတို့ဘာမှမလုပ်လိုက်ရဘူး။သူတို့ဖျားသခင်ရဲ့ကယ်တင်ခြင်းအမှုကိုရက်ပြီးတော့ကြည်နေတာ။သူတို့ဆုတောင်းတာကယန္တူတွေလက်ကနေလွတ်ပါစေ။ဒီယန္တူတွေကိုသူတို့မစီးကြနိုင်ဘူး။ဖျားသခင်ကယ်ပါလို့ပဲသူတို့ကဆုတောင်းပါတယ်။ဒီစစ်ပွဲတွေကနေယန္တူရဲ့တိုက်ခိုက်ခြင်းကနေလွတ်မြောက်ဖို့အတွက်ပဲသူတို့ကဆုတောင်းတာပါ။ ဒါပေမဲ့ဖះယောသခင်ကရန်သူလက်ကနေလွတ်ယုံနေမကောက်ဘူးရန်သူတွေကြံခဲ့တဲ့အုပ်စာတွေဟာဖះကပြင်ဆင်ပေးခဲ့ပါတယ်။များလုံးလို့တဲ့၃ရက်တောင်ထုတ်ထားရတယ်ဆိုတဲ့အကြောင်းကိုတမန်ကျမ်းစာမှာတွေ့ရပါတယ်။ဒါကြောင့်မို့ချစ်တော်ညီကောင်ရစီတိုင်းကျွန်တော်ရဲ့ဘဝအတ္တတိုင်းမှာဖះသခင်ကကျွန်တော်ရဲ့ဘဝတိုက်ပွဲတိုင်းကိုတိုက်ပွေးဖို့အစဉ်သိရှိပါတယ်။သင်ကဖះလက်ထဲကိုအနံလိုက်ပါ။ဖះသခင်ကိုယုံကြည်ပြီးတော့ဖះသခင်ကိုစောင့်မျှော်တတ်မယ်ဆိုရင်တော့ဖះသခင်ရဲ့ကယ်တင်ခြင်းကျေးဇူးကိုသင်ကမြင်တွေ့ရမှာဖြစ်တယ်။ သင်ရဲ့အခက်ခဲပြဿနာပြေလည်ုံပဲဖခင်ကဖြည့်ရှင်းတယ်ဖခင်မျိုးမဟုတ်ပါဘူးသင်ကိုကောင်းကြီးပါပြင်ဆင်ထားတယ်ဖခင်ရှင်ဖြစ်တယ်ယန္တူတွေလက်ကနေလွတ်ယုံနေမဟုတ်ဘူးယန္တူတွေကြံခဲ့တဲ့အဥ္စာပစ္စည်းကို၃ရက်တောင်တွားပြီးတော့သိမ်းဆဲရတယ်ဆိုအကြောင်းကိုတမန်ကျမ်းစာမှာတွေ့ရပါတယ်အဲကြောင့်မို့ကျွန်တော်တို့ရဲ့ဘဝအတ္တဓာတ်ထဲမှာငြိမ်ဝှလျက်နေတတ်ပါစေဖခင်သခင်ကဖခင်ဖြစ်တယ်ဆိုတာကိုသင်သိမှတ်လိုက်ပါ ဖယားသခင်ကငါကဖယားသခင်ဖြစ်သည်ဟုတိမတ်ကြလောလို့ပြောတဲ့အကြောင်းရင်းက तू တက်နိုင်တယ် तू လှုပ်ပေးမယ် तू မဆမယ် तू ဖြည့်ရှင်းပေးမယ်ဆိုတော့ကိုယုံကြည်စိတ်ချပြီးတော့သင်ကငြိမ်ဝတ်စွာနဲ့စောင့်မျှော်တတ်ဖို့ဖြစ်ပါတယ်။အဲကြောင့်မို့ဖယားသခင်ပေါ်မှာလုံးလုံးယုံကြည်စိတ်ချပြီးတော့ငြိမ်ဝတ်စွာနဲ့ဖယားသခင်ထံမှာစောင့်မျှော်တတ်မယ်ဆိုရင်ဖယားသခင်ကယ်တင်ခြင်းမဆာခြင်းကြီးစုတော်ကိုမြင်တွေ့ခံစားမယ်အကြောင်းဝင်ကားပါတယ်။အားလုံးပေါ်မှာဖျားရှင်ကောင်းကြီးပေးပါစေ။